One Piece မှာကအကြီးစား event တွေနှစ်ခုထပ်မနေရှိပါတယ်။အဲအိုက်ထဲမှာအကြီးဆုံးကတော့ God Valley ပေါ့။ God Valley ဘာကြောင့် high လဲဆိုရင် character တွေကြောင့် high တာပါ။ Rob Pirate Roger Pirate, Gabriel Osu, ပြီးရင် God Knight တွေစုပြီးဖြစ်ကြမလို့ပါ။အဲ God Valley ကို mention ထားဟိုးလွန်ခဲ့တဲ့စနေ15နှစ်ထရာပေါ့။အခု2025ကြာမှာ flashback ကိုတည်တည်ချာချာကြီးပြသွားရဲဆိုတော့ဆိုတော့ ဂေါ်ဗယ်လီကိုအခုတိုင်းလိုက်မှမြင်ရဘူးတော့ကျွန်တော်တို့က15နှစ်ကျော်ကျော်လောက်စောင့်နေရတဲ့သဘောပေါ့ဆိုတော့ One Piece မှာကဂေါ်ဗယ်လီလောက်မဟုတ်ပေမဲ့ဂေါ်ဗယ်လီမီမီဟိုက်ခဲ့တဲ့ incident ၃ခုရှိပါသေးတယ်အဲဒါတို့တချို့ကလည်းတီးလောက်မယ်ထင်လို့တချို့ကြလည်းဒါဟိုမှတ်တောင်မမှတ်မိလောက်တော့ဘောဆိုတော့ကျွန်တော်ကဒီ incident ၃ခုကို flashback သဘောနဲ့ chapter ၃၄ခုစာလောက်တော့ပြင်မြင်ချင်သေးရတာအမှန်ပဲဒါပေမဲ့ဒီလိုပြင်မြင်ဖို့ကလည်းကျွန်တော်တို့ခေါင်းငိုင်ဖခင်ကြီးအိုးတာပုံမူတရားပေါ့သူချပြရင်မြင်ရမယ်ချမ်းပြရင်မမြင်ရဘူးဆိုတော့ ဒီ၃ခုကဘာလဲဆိုရင် ပထမကတော့ Rocky Pop Incident ပါနောက်တစ်ခုက Favorite War နောက်တစ်ခုက Akainu နဲ့ Kusan နဲ့ပတ်တယ်ပါဆိုတော့အဲ့ incident ကြီးကိုဒီနေ့ review ပြန်လုပ်ပြီးတော့မှာပါဆိုတော့ပထမဆုံး Rocky Pop Incident နေစမယ်အဲဒီနေရာမှာတိထားမှာက Rocky Pop Incident က Govelli လို့ flashback တိတိလေးတောင်ချပြမှာတော့ Kaida ရဲ့ဗဇက်ထဲမှာပဲဖြစ်သွားတဲ့ incident တစ်ခုပါ Kaida ရဲ့ဗဇက်ထဲမှာပဲဖြစ်သွားတဲ့ဆိုတိုင်းလေးဗဇက်ရတဲ့ဝင်လို့အမှတ်လိုက်နေပေါ့ chapter တခုရည်စည်နိုင်မှာသူ့ကိုချပြသွားရေးရှိပါတယ်ဒီ incident မှာ Kobia Hero အနေနဲ့အရက်သားကြီးကိုကယ်တင်ရပါတယ်အဲ Lord ဒီ incident ရဲ့ထိန်းချုပ်သူနေရာနေပါဝင်ထားပြီးတော့ mastermind လို့ခေါ်ပါတယ်ပြီးရင် Tish က Robin ရဲ့ထေရတယောက်ဖြစ်တဲ့ Wong Zero နိုင်ယူပြီးတော့ Boss of Behave ဆိုတဲ့တိုက်တယ်ကြားခဲ့ရပါသူဆန္ဒက D-Battle မှာ Kobia Tish ကို တော်ရတဲ့နီးနဲ့ကူညီခဲ့ရပါရှေ့မှာပြောခဲ့တဲ့ behave ဆိုတာကကျွမ်းနာမည်ဖြစ်ပြီးတော့အခုလက်ရှိ teach တို့ရဲ့ချက်က hachino su island ပါဆိုတော့အရင် hachino su island ရင်ထိန်းချုပ်သူကဘောင်စီဖြစ်ပြီးတော့အခုကတော့ blavia kidan လို့နာမည်ကြီးနေ teach တို့ရဲ့ချက်ကဖြစ်ပါတယ်ဘယ် timeline မှာဖြစ်ခဲ့ဆိုတာကတော့တတိကျကျပြောထားမှရှိပေမဲ့အဲ chapter 159ရာဆိုရင် law က marine ဌာနချုပ်ကို priority ရဲ့နှလုံးသားအခုတရားကိုပို့ပေးခဲ့အမှတ်မိကြမယ်လို့ထင်ပါတယ်ပြီးတော့ law ကလည်း warlord တကောင်ဖြစ်လာမယ် ဆိုတော့ဒီ timeline ရကြည့်မယ်ဆိုရင် marine phobia ဘီအဲ time skip အတွင်းမှာဖြစ်ပွားခဲ့လို့ယူဆရပေါ့ teach နဲ့ဝန်စီရတော့ထားပေါ့စကြက်လူရင်ဖြစ်တာဒါပေမဲ့ covid နဲ့လောကဘာဖြစ်လို့ဒီ incident မှာပါနေရလဲဆိုတော့စဉ်းစားရပေါ့ဒါကိုကျွန်တော်အနေနဲ့ရှင်းပြပေးမယ်အဲကိုဘီကဘာလို့ပါလဲဆိုရင်ဟာရှီနိုဆုအိုင်လန်မှာသူ့ရဲ့တငယ်ချင်းတွေဒါမှမဟုတ်အရတားကြီးကုညီရင်းနဲ့ပဲတစ်နဲ့ခနာတာမဟာမိတ်ဖွဲ့ခဲ့တဲ့သဘောပေါ့အဲ၎င်းနေရောကိုဘီကတစ်နဲ့အပေးယူမလို့တော့ကို လောရရှင်နဲ့ဝါလော့ဖြစ်လာဖို့အတွက်ဟာချင်နိုဆိုအိုင်လန်မှာသူကအမျက်ဝင်းထုတ်တဲ့သဘောပါဆိုတော့ဒါအော့ဖ်စကရင်မှာဖြစ်ွားခဲ့တဲ့ရော်ကီပေါ့ င်စီးတာပြီးရင် paper war အဲဒါရရှင်းပါရဲ့ dish နဲ့ newgate commander ရှစ်ကောင်းနဲ့ခြားရပွဲပါ paper war ဆိုတဲ့အတိုင်း marine force ကမဂျင်းနတ်တာရီကို margo ကဥဆောင်ပြီးတော့ dish ကိုပြန်တိုက်တဲ့ battle တစ်ခုပါဒီနေရာမှာစဉ်းစားကြရက dish ကတကောင်းနဲ့ commander ရှစ်ကောင်းနဲ့ကြိတ်တာပါအဲပြီးတော့ဖြစ်တဲ့နေရာလေဂျွန်းလေဂျွန်းပေါ်မှာမဟုတ်ဘဲနဲ့တခြား dimension လိုနေရာမျိုးကြီးမှာဖြစ်တာပါ newgate ရဲ့ commander ကြီးဆိုတာလေ ab2 ကောင်းနေမှာမဟုတ်ပါဘူး marine force မှာသူတို့ရဲ့ skill ကို flash show လို့ရပါတယ်ဒါပေမဲ့ရှစ်ကောင်းတော့ dish ကိုမနိုင်ပါဘူး dish ကယာမီယာမီနိုမီတလဲဂူရာဂူရာနိုမီတလဲ လဲစီတုံးပြီးတော့ရှစ်ကောင်လုံးကိုဖလန်နိုင်အောင်လှုပ်ထားပါနောက်ဆုံးမှာတော့ black hole လို့ရာနေပဲရှစ်ကောင်လုံးကိုဇက်သိမ်းလိုက်ပါတယ်ဆိုတော့ paper wall ကိုတီးထားပြီးသားသူကြီးက dish ဘာကောင်လဲဆိုတော့ထူထူထူပြောနေစရာတော့မလိုတော့ဘူးလို့ထင်တယ် dish ကျန်းနေဆိုတာအခုမှကျန်းတာမဟုတ်ပါဘူးဟိုးရင်ကနေကသူ့အတူကျန်းကျင်နိုင်ကျန်းနေရပါဆိုတော့ paper wall ပြန်ကြည့်ရင် YouTube မှာသွားပြီးတော့ search bar မှာ one piece paper wall ဆိုပြီးရိုက်ချလိုက်ပါ ကြလာပါလိမ့်မယ်။နောက်ဆုံးတစ်ခုကအာခိုင်နုနဲ့ခူဇန်နဲ့ဘိုင်ဝမ်ချတဲ့ပတ်တဲပါ။အဲဒီပတ်တဲကတော့လူတရာမှာရောက်90လောက်ကတည်ထားပြီလို့ထင်ပါတယ်။အထွတ်ထွတ်ထူးထူးတော့မရှိဘူးဗျ။အဲဒီပတ်တဲဖျက်ရတဲ့အကြောင်းရင်းကအက်ဒမင်နှကောင်ဂျာလူးလူရင်းနဲ့ကြိုက်ကြပေါ့။ထွတ်ထူးရမ်းရင်းဖြစ်။ဒါပေမဲ့ဒီပတ်တဲကပေးလိုက်တဲ့ message တရားတပုံကြီးပါ။ဘာလို့လဲဆိုရင် Devery ဘက်ကကြီးမယ်ဆိုရင် One Piece မှာအရှားဆုံးဖြစ်တဲ့ Logia user 2ယောက်ရဲ့ပတ်တဲပါ။ပြီးရင်အက်ဒမင်နှကောင်တည်ချတဲ့ပတ်တဲပါ။ရှေ့မှာလည်းအက်ဒမင်တည်ချခဲ့ရလားဆိုတော့လေအဲ့လိုလည်းမဟုတ်ဘူးလား။ရှေ့မှာသူတို့ကထင်းထင်းသိမ်းသိမ်းချရတာ။ ထက်ကဟိတ်ဆိုဟိတ်တိတ်ဆိုတိတ်တဘောပေါ့ တို့ရဲ့ဖူးပါပါရို့အပြည့်ဝကြီးမမြင်ရသေးဘူး။ကဒီဘက်တရအက်ဒမန်နှကောင်ချတာလေးနဲ့ဘာဖြစ်လို့ဂောဘယ်လီနီနီဟိုက်တာလဲဆိုရင်ကျွန်တော်အသေးစိတ်ထပ်ပြီးရှင်းပြပေးပါမယ်။ပထမဦးဆုံးကအသည့်လိုဂီယာမျိုးစားဒေဗယ်ဘရီရဲ့မှာအရှာဆုံးနဲ့မစ်စထရီဆန်သောအသည့်ကြီးပါ။အခုလက်ရှိဝေကန်ဖြစ်ပြီးသားအသည့်ကြီးဟာဇုံးနဲ့ပါရမီကပဲရှိပါတယ်။အဇုံးကြီးကတော့ထရီတူတူပြောပြနေကြတော့မလို့တော့မမြင်ချင်းအဆုံးမြင်နေရလို့ basically ရကြည့်မယ်ဆိုရင် speed ပိုမြင်လာမယ်။ durability ဘိုင်းပိုကောင်းလာမယ်ဒီလောက်ပဲ။ပါရမီကဘိုင်းမှာအဝေကန်ဖြစ်တာဒိုဗီနဲ့ကာတာဂူလီရှိရယ်။ပါရမီက ဝေကန်ကို basically ရပြောရမယ်ဆိုရင်ပဝင်းဂျင်ကို devil root နဲ့သက်ဆိုင်တဲ့အရာတွေပြောင်းသွားပါဥမာဒိုဘီဆိုရင်ထိသမျှအရာရဲ့မှန်သမျှကျိုးတွေပြောင်းကုန်ငယ်ကာတာဂူလီဆိုရင်မာယာဝါတခုလို့မုတ်ချီအဖြစ်ပြောင်းသွားတယ်ဒါပါပဲ ဆိုတော့လိုဂီယာရဲ့အဝေးကန်းကြဒါဆိုတာပါဘူးအခုချိန်ဒီကျွန်တော်တို့တည်ကြကြမသိရသေးဘူးအဒမေဖြစ်တာကြောင့်မလို့သူတို့အဝေးကန်းမဖြစ်ဘူးလို့လည်းပြောလို့မရအောင်ယာဟိုင်နှုံးတော်တော်များများကတော့ဖြစ်ဖို့များတယ်ဒါပေမဲ့အခုချိန်ဒီလိုဂီယာရဲ့အဝေးကန်းကြီးကဒါကြီးပါဆိုတာကျွန်တော်တို့အခုချိန်မသိရသေးဘူးပေါ့ကျွန်တော်အထင်ပြောရမယ်ဆိုရင် Devery ရဲ့မှာလိုဂီယာရဲ့အဝေးကန်း အကျဉ်းဆုံးလို့ထင်တယ်။ဘာလို့လဲဆိုရင် element တွေပေါ်မှာအခြေခံတာဖြစ်တဲ့အတွက်ကြောင့်ပါ။ဥပမာ ace ရဲ့အသီးဆိုရင်တာမန်မီးဆင်အဝါဒုတိယဆင်ကအပြာအဲအပြာထက်ပူကျန်တာအ내အဲ့လိုမျိုးပေါ့။ element တွေမှာလူဝဆင်တဲ့လူရှိပြီးသားပါ။ပြီးရင် adamant ရဲ့ full power အရှိမပြောရလို့ပဲတကယ် full power ကအခုဘတ်တင်မှာတွေ့ရတာပါ။ Marivo မှာတိုက်ချင်အောင်တော့မှာဆန်ဂိုကူရရှိနေပါသေးတယ်။ Parent တွေဘက်ကပစ္စလက်ကကြီးတိုက်ချင်နိုင်တိုက်လို့ရပေမဲ့ Marine တွေဘက်ကတော့ထင်းထင်းထင်းတက်ရပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဘတ်တေတကယ်ဖြစ်နေရတာ Marine ဌာနချုပ်မှာဖြစ်နေလို့ပါ။ တစ်ဖက်လုံးကအတီတိုက်မယ်ဆိုရင်လေမရင်းဌာနရုပ်ကြီးရဲ့ဒီထက်မှတ်ကစုပ်ပြတ်တက်သွားနိုင်ပါတယ်။ဒါပေမဲ့တကယ်တိုက်ခဲ့တဲ့ဘက်တရီက၁၀ရက်တောင်ကြာပြီးတော့ဘက်တရီပြီးမှပန်ဟာဇာဆိုတဲ့ကျွန်းဟာတစ်ဖက်ကရေခဲတစ်ဖက်ကချော်ရီတောင်လုံးလုံးဖြစ်သွားပါတယ်။ဒါယူကြည့်ရင်အဒမန်တယောက်ရဲ့ durability ကအစ power တွေ emotional တွေကိုမြင်ရပါတယ်။ဘက်တရီမှာကတော့ sagasugi ပဲနိုင်သွားပါတယ်။ဒီဘက်တရီကတော့စကရင်ပေါ်မှာမြင်မိသားမလို့ထက်မြင်ရဖို့ရာခိုင်နှုန်းနည်းပါတယ်။ဒါပေမဲ့ဖြစ်နိုင်သေးရင်တော့ကျွန်တော်ကတော့အသေးစိတ်ကလေးပြန်ပြီးတော့ကြည့်ချင်သေးတယ်။ ဒါပေမဲ့မဖြစ်နိုင်တော့ပေါ့ဆိုတော့အခုပြောသွားရရာ Govellini ဟိုက်ခဲ့တဲ့ incident တွေပါဆိုတော့ဘီယိုလေးကတော့ဒီလောက်ပါပဲနောက်ရမှာဆက်တည်ကြမယ်